ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးကိုရုရှားကတောင်းဆိုမှုတွေများစွာလုပ်နေပါတယ်။ရုရှားကယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့သဘောတူညီချက်ပြုလို့ရပြီးအမေရိကန်နဲ့ဆက်ဆံရေးများပြန်လည်ထူထောင်ရေးအတွက်သူတို့ဘက်ကတောင်းဆိုချက်တွေကိုဖော်ပြထားတဲ့စာရင်းတစ်ခုအမေရိကန်ကိုတင်ပြခဲ့တယ်လို့ရိုက်တာသတင်းကဖော်ပြပါတယ်။ရုရှားဘက်ကတောင်းဆိုမှုတွေရေးထားတဲ့စာရင်းမှာဘယ်အကြောင်းအရာတွေပါဝင်လဲဆိုတာသိကြမသိရသေးပဲရုရှားကယူကရိန်းနဲ့အရင်ဆုံးပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုကို ပါဝင်ဖို့ဆန္ဒရှိမှရှိလဲမသိရသေးပါဘူး။ပြခဲ့တဲ့သတင်းပတ်တွင်ကရုရှားနဲ့အမေရိကန်ရာရှိတွေလူချင်းတွေပြီးယူကရိန်းပြည်ပခဆွေးနွေးခဲ့ပါတယ်။အခုရုရှားဘက်မှတောင်းဆိုချက်တွေဟာယခင်ယူကရိန်းအမေရိကန်နဲ့ NATO တို့ကိုတောင်းဆိုမှုတဲ့အချက်တွေနဲ့တော့များစွာတူညီမှုရှိတယ်လို့ဆိုပါတယ်။ယခင်ကရုရှားတောင်းဆိုမှုထဲမှာဘာပါလဲဆိုတော့ယူကရိန်းကို NATO အဖွဲ့ဝင်ဖြစ်ခွင့်မပြုရေယူကရိန်းမှာပြည်ပတစ်ဖက်ဝင်နေဖြန့်ကျက်မချထားရေး ခရိုင်းမီးယားဒေသနဲ့ယူကရိန်းထက်မှာသိမ်းပိုက်ထားတဲ့ပြည်နယ်လေးခုကိုပိုင်ဆိုင်ကြောင်းကြေညာတဲ့ရုရှားသမ္မတပူတင်ရဲ့ကြေညာချက်ကိုနိုင်ငံတကာကအသိအမှတ်ပြုရေးအဲ့ဒီချက်တွေပါဝင်ပါတယ်။မကြသေးမနှစ်တွေတွင်ရုရှားဟာ NATO အရှေ့ပိုင်းစစ်ရေးချဲ့ထွင်လာမှုပါဝင်ယူကရိန်းစစ်ပွဲဖြစ်လာတဲ့အခြေခံအကြောင်းရင်းတွေကိုဖြည့်ဆည်းပေးဖို့အမေရိကန်နဲ့ NATO ကိုတောင်းဆိုခဲ့မှုပါတယ်။ မရိကန်သမ္မတခန့်အဆိုပြုထားတဲ့ယူကရိန်းရုရှားရပ်ပေါင်း30ကြာအပြစ်ခတ်ရစဲသဘောတူညီချက်ကိုလက်ခံမယ်လို့ယူကရိန်းသမ္မတဇလန်စကီကတော့ပြောခဲ့ပါတယ်။ဒါကြောင့်ထရန့်ဟာသူ့ရဲ့ရပ်ပေါင်း30ကြာအပြစ်ခတ်ရစဲသဘောတူညီချက်နဲ့ပတ်သက်ပြီးပူတင်ရဲ့အဖြစ်ကိုစောင့်ဆိုင်းနေပါတယ်။ပူတင်ဟာအပြစ်ခတ်ရစဲသဘောတူညီချက်ကိုအသုံးချပြီးအမေရိကန်နဲ့ဥရောပကြား ွေးကွဲစေဖို့လှုံ့ဆော်မဲ့အခြေအနေအားအမေရိကန်အရာရှိများလွှတ်တော်မများနဲ့ကြွန့်ကျင်သူတွေကစိုးရိမ်နေပါတယ်။ဒါနဲ့ပတ်သက်ပြီးဝါရှင်တန်ရှိရုရှားသံတမန်တွေအင်ဖီလော်တို့ကတော့ဖက်ချက်ပေးဖို့တောင်းဆိုတဲ့ writer သတင်းဌာနရဲ့တောင်းဆိုချက်ကိုချက်ချင်းတုံ့ပြန်ခဲ့ခြင်းမရှိဘူးလို့ဆိုပါတယ်။ပူတင်ကဘာပြောလဲဆိုတာလဲတေချာမသိရသေးဘူးလို့ပြောပါတယ်။ American သမ္မတ Trump ကတော့တကယ်လို့အပြည့်အစုံရေးကိုရုရှားဘက်ကလက်မခံရင် ငွေကြေးမတည်ငြိမ်မှုကိုလုတ်ပြမယ်ဆိုပြီးထရန့်ကချင်းချောက်ပါတယ်ယူကရိန်းအမေရိကန်ခေါင်းဆောင်တွေဆော်ဒီမာသဘောတူညီခဲ့တဲ့ရုရှားယူကရိန်းစစ်ပွဲရက်30ကြာပြစ်ခတ်ရစရေးသဘောတူညီချက်ကိုရုရှားဘက်ကလက်မခံပါကရုရှားအနေနဲ့နိုင်ငံတကာငွေကြေးမတည်ငြိမ်မှု ဖြစ်စေဖို့မိမိလုံဆောင်နိုင်စွမ်းရှိတယ်လို့ဒေါ်နယ်ထရန့်ကသတိပေးပြောဆိုခဲ့ပါတယ်ဆော်ဒီမာဇလန်စကီနဲ့ထရန့်ဆက်လုပ်တဲ့ငြိမ်းချမ်းရေးခေါင်းဆောင်များဆွေးနွေးမှုမှာ အလုံးစုံအပြစ်ခတ်ရစေးသဘောတူညီချက်အစကနဦးဖြစ်ရ30ဆွန်ရ30အပြစ်ခတ်ရစေးရင်သဘောတူညီချက်တော့ရရှိခဲ့တာဖြစ်ပါတယ်ဒီသဘောတူညီချက်ပြီးရုရှားကယူကရိန်းမျိုးပေါင်းများစွာကိုဒုံးကြီးတွေဒရုန်းတွေတုံးပြီးပြင်းထန်တိုက်ခတ်ခဲ့ပါတယ်ဒါအပေါ်အပြလဲဆိုတော့ပူတင်ဘက်ကလက်မခံသေးဘူးဆိုတာပြလိုက်တာပါ အခုတပတ်တွင်ထရန့်ကိုစလက်ဖြစ်စတီဝစ်ကော့ဦးဆောင်တဲ့အမေရိကန်တန်တမန်အဖွဲ့ရုရှားကိုတွားပြီးသဘောတူညီချက်ကိုပူတင်ဘက်မ လက်မှတ်ရေးထိုးသဘောတူညီနိုင်မယ်လို့ခိုင်မာယုံကြည်ပါတယ်။ဒါပေမဲ့ပူတင်ဘက်မှအကြမ်းအဖျင်းသာထရက်ငင်းကြင်းအစိုးကိုလက်ခံထားပြီးဖြစ်စလို့တဲ့အကြောင်းအရာတွေကိုထပ်မံဖြစ်စဖို့ရှိနေသေးတယ်လို့ဆိုပါတယ်။ဒီအချိန်လေးမှာအင်ဖြူတော်မှာ IL ကိုကြီးချုပ်မိခင်မာတွေနဲ့တွဲဆုံမှုအစီအစဉ်မဆောင်ပြီးဒေါ်နယ်ထရန့်ကမိမိအစိုးပြုထားတဲ့ငင်းကြင်းအစိုးကိုပူတင်ဘက်ကလက်မခံဘူးဆိုရင်ရုရှားနိုင်ငံငွေကြေးမတည်ငြိမ်မှုများစွာဖြစ်တည်ပြီးဆုံးရှုံးနေတာသွားမယ်လို့ဆိုပါတယ်။ မိမိဘက်ကရုရှားကိုဒီလိုခက်ခဲမျိုးမကြုံစေခြင်းပင်မဲ့လေမိမိလိုချင်တာငြိမ်းချမ်းဖြစ်ကြောင်းရုရှားကိုကြည်မတည်ငြိမ်မှုဖြစ်စေဖို့မိမိအနေနဲ့လွတ်ဆောင်နိုင်ကြောင်းတတိပေးသွားတယ်လို့သိရပါတယ်နောက်ထပ်တဲ့နေ့တစ်ပုတ်ပြောချင်ပါတယ်